နောက်နေ့မနက်မှာဘုရားရှင်စီကိုဂုရုကြီးကရောက်လာခဲ့ပြီးတင်းရဒီကိုရောက်နေတာကိုကျွန်တော်ရဲ့တပည့်တွေကိုတရားဟောနေစီမှာတေမရှိကြောင်သတိထားမိတယ်လို့ဆိုတဲ့အခါမှာဘုရားရှင်ကအဲ့ဒီနားမှာမနေလိုတာကြောင့်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းကိုဆိုခဲ့ပါတယ်ဂုရုကြီးကဘာကြောင့်လဲလို့မေးရမှာဂုရုကြီးရဲ့တရားစကားကိုနားထောင်ရင်းနဲ့မေကုံတွေပေါ်လာနိုင်ကြောင်းနဲ့တပည့်များစွာရှိမှဂုရုကြီးကိုမေကုံထုတ်ဖို့ကလည်းမသင့်တော်တာကြောင့်ပါလို့ဆိုခဲ့တာပါဂုရုကြီးကအခုဒီနေရာမှာဘာသူမှမရှိတာကြောင့်ကျွန်တော်တို့လွတ်လပ်စွာတရားဆွေးနွေးနိုင်ပါတယ်လို့ဆိုတဲ့အခါမှာ ။ဘုရားရှင်ကလောကမှာဒုက္ခဆိုတာတကယ်ရှိကြောင်းကိုယုံကြည်သလားလို့မေးခွန်းထုတ်လိုက်ပါလေ။ဂုရုကြီးကဒုက္ခတကယ်ရှိပါတယ်လို့ဆိုတဲ့အခါမှာဘုရားရှင်ကအဲ့ဒီရှင်ရဲ့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားရှိတယ်ဆိုတာကိုရောလက်ခံပါသလားလို့မေးမြန်းပါလေ။ဂုရုကြီးကလည်းလက်ခံပါကြောင်းဆိုတဲ့အခါမှာဒါအကြောင်းရှိလို့အကျိုးဖြစ်ခြင်းသာဖြစ်ပြီးဒုက္ခဖြစ်ခြင်းအကြောင်းတရားကိုပယ်တတ်နိုင်ရင်ဒုက္ခအလုံးကလည်းငြိမ်းသွားလိမ့်မှာဖြစ်ကြောင်းဥပမာအနေနဲ့အမောင်တုဟာအလင်းရောင်ကြောင့်ပျောက်ကွယ်သွားတယ်လို့ဆိုခဲ့ပါလေ။ဂုရုကြီးက ်သင်ဟာကြားဘူးနားဝရှိတဲ့စကားကိုဆိုခြင်းမဟုတ်သင်ကိုယ်တိုင်သိမြင်ခဲ့တဲ့အရာကိုဝေမျှနေခြင်းဆိုတာကျွန်ုပ်ယုံကြည်ပါတယ်သင်ဟာလွတ်မြောက်အောင်လမ်းကိုညွှန်ပြနိုင်သူဖြစ်တယ်လို့သင်ကိုယ်ကိုသင်လဲကောင်းစွာသိမြင်နိုင်ကြောင်းကိုလက်ခံပါတယ်ဒါပေမဲ့ကျွန်ုပ်မှာမေးခွန်းတစ်ခုတော့ရှိနေပါသေးတယ်အားလုံးလက်ခံထားကြတဲ့ဘာသာရေးယုံကြည်မှုတွေနဲ့ရိုးရာဓလိပူဇော်ပွဲတွေတကယ်ပဲအတိတ်ပဲမဲ့နေသလားဆိုပြီးတော့မေးခဲ့ပါတယ်ဒီကမှာဘုရားရှင်ကအနီနာကမြစ်ကိုညွှန်ပြကလူတယောက်ကဒီမြစ်ကိုဖျက်ကူးပြီးတစ်ဖက်ကမ်းကိုရောက်ချင်ရင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြန်မေးလိုက်ပြီး ဂူရုကြီးကမြစ်ကိုဖြတ်ပြီးတဖက်ကန်းကိုရောက်လို့ရေကူးရတော့၎င်းလေနဲ့တော့၎င်းဖြတ်ကူးနိုင်ပါတယ်လို့ဆိုခဲ့ပါတယ်။ဘုရားရှင်ကအဲ့ဒီလူဟာရေလဲမကူးနိုင်လို့လေလဲမလို့ခြင်းပဲဘုရားသခင်ကိုတိုင်တယ်ကမြစ်တဖက်ကန်းကသူ့စီလာပါစေလို့တောင်းဆုပြုနေရင်ဘယ်လိုခေါ်မလဲလို့ဆိုလိုက်တာပါ။ယသိကြီးကဒါဆိုရင်အဲ့ဒီလူဟာမိုင်းမဲဆုံးလူသားပါပဲလို့ဆိုတဲ့အခါမှာဘုရားရှင်ကထိုနီးတူစွာပဲလွတ်မြောက်ရာလမ်းကိုရောက်လို့သူဟာအမှန်တရားကိုမရှာဖွေပဲ ရိုးရာဒလီတိုင်းပူဆောင်မှုအမျိုးမျိုးပြုလုပ်ခြင်းနဲ့အစာငတ်ခံခြင်းလိုမျိုးမိမိကိုယ်ကိုနှိပ်စက်တဲ့အကျင့်တွေဘလို့ပဲကျင့်ပါစေအဲဒီသူဟာဒီဘက်ကန်းကနေမြစ်တစ်ဖက်ကန်းကိုဘယ်နည်းနဲ့မှရောက်နိုင်မှာမဟုတ်ပါဘူးဆိုပြီးတရားပြခဲ့ပါတော့လေဂူရူကြီးကလည်းဘဝင်ခိုက်သွားခဲ့ပြီးတော့ကျွန်ုပ်ကျန်းစာပေါင်းများစွာတင် जा ခဲ့ဘူးသူတို့တရားများစွာလည်းနာကြဘူးပါလေဒါပေမဲ့ဘဝရဲ့အမှန်တရားကိုသိလို့လွယ်ကူရိုးရှင်းစွာနဲ့ဘယ်သူမှရှင်းမပြနိုင်ခဲ့ပါဘူးတင်ဟာလူသားအလုံးရဲ့မှန်ကန်သောတရားလမ်းကြောင်းစီပို့ဆောင်ပေးမဲ့သူပါပဲ။ မေတ္တာတရားကြီးမားလာသောရှင်ဗုဒ္ဓကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်ခံဝင့်ပြုပါတော့လို့ဆိုကာတရဏဂုံသုံးပါးကိုစောက်တည်ခဲ့ပါတော့တယ်။နောက်တစ်နေ့မှာတော့ရှင်ဥရဝေလာကတ္တဘာနဲ့တူသူ့ရဲ့တပည့်များအလုံးရဟန်းခံပြီးတော့သာသနာဘောင်ကိုဝင်ခဲ့ကြတာကြောင့်မြေကမ်းတစ်လျှောက်မှာသင်္ကန်းရောင်ဝါများနဲ့ဖုံးလွှမ်းလို့နေခဲ့ပါတော့တယ်။ဘုရားရှင်တန်ဥရဝေလာကတ္တဘာနဲ့တပည့်များအလုံးရဟန်းခံသွားတဲ့တဲ့ရင်ကိုမာကရပြီကတော်ဝင်ပုံနာတိရှိသွားချိန်မှာအကြီးအကျယ်စိတ်ဆိုးဒေါသထွက်ကုန်ကြပါလေ။ ဘုရားရှင်ဟာပုံတော်များရဲ့ကျမ်းစာကိုစွန့်ပယ်သူဘုရားသခင်ကိုလည်းမယုံကြည်တာကြောင့်ဗုဒ္ဓဟာသူတို့ရဲ့သာသနာကိုဖျက်ဆီးမယ်သူပဲလို့သမုတ်ကြကုန်ပါလိမ့်တော်ဝင် ပုံနာကြီးကဗုဒ္ဓရဲ့သာသနာဖျက်ဆီးမယ်လို့ရတွေကိုဆောင်ရွက်ခွင့်ပေးလို့မဖြစ်ဘူးကျွန်တော်ကိုယ်တိုင်သူ့ရဲ့ဥကောင်းကိုဖျက်ပြီးတော့မာဂရတိုင်းပြည်ရဲ့အဝင်တကားဝါမှာချိန်ထားမယ်ဒီအတွက်မင်းကြီးဘိမ္မာသာရအကြံပြုချက်ပေးရမှာပဲလို့ဆိုနေခဲ့တာပါမင်းကြီးညီလာခံတက်ရောက်လာချိန်မှာတော်ဝင် ပုံနာကြီးကအရှင်မင်းကြီးပြင်းထန်သောမုန်တိုင်းတစ်ခုတိုက်ခတ်လာပါတော့မေး ကျွန်ုပ်တို့ရဲ့ဘာသာတရားနဲ့ထုံတမ်းစင်လာတွေကိုဖျက်ဆီးမဲ့သူပေါ်ပေါက်လာနေပါပြီလို့ရှောက်တင်လိုက်ပါလိမ့်မင်းကြီးကဟာတာရီမောလိုက်ပြီအဲ့ဒီလူကဘသူမို့လို့လဲဘာရီမြန်ဟောကြားနေတယ်လို့ပြန်မေးရမှာပုံသားကြီးကအဲ့ဒီလူဟာဘုရားသခင်ကိုမယုံကြည်သလိုကျမ်းစာတွေကိုလည်းစွန့်ပယ်ပါလိမ့်မာကရတိုင်းသားတွေကိုလည်းသူ့အတိုင်းကျင့်သုံးမလုံဆောင်နေပါလိမ့်အတော်များများကလည်းသူ့တပည့်ဖြစ်နေခံယူကုန်ကြပါပြီလို့ဆိုခဲ့တာပါတော်ဝင်ပုံတော်ကြီးတွေက သူတို့ရဲ့လက်လာပါရှာဖွေရာဇာကြက်ကြီးဖြစ်တဲ့ပုံနာသာသနာကြီးပျောက်ကွယ်သွားမှာကိုဆိုရင်ကမင်းကြီးကိုတွေးထိုးစကားဆိုနေတဲ့ချိန်မှာပဲရဲမတ်တယောက်ဝင်ရောက်လာပြီးတော့မင်းကြီးရဲ့မိတ်ဆွေတူဟာသူ့ရဲ့တပည့်များနဲ့တူရောက်ရှိလာပါတယ်လို့ရှောက်တင်လာခဲ့ပါတော့တယ်။မင်းကြီးကလည်းဒါသိတ်ထရဃောရမပဲဖြစ်ရမယ်လို့ဆိုကရွှင်လန်းဝမ်းမြောက်စွာထွက်သွားခဲ့ပြီးဘုံတော်များလည်းပြောလဲဆာစကားတိုးလို့တန်းလန်းနဲ့ကြံနေရစ်ခဲ့ရပါတော့တယ်။ဗျာရှေကမင်းကြီးရဲ့ဥယျာဉ်မှာနောက်လိုက်ရဟန်းများနဲ့တူရှိနေခဲ့ပြီးတော့မင်းကြီးကလဲရင်စီကရောက်လာခဲ့ပါတယ်။ မင်းကြီးရောက်လာပြီမဲ့ဘုရားရှင်ကနေရာမှာပဲထိုင်နေပြန်ရှိတာကြောင့်အမတ်မင်းကအရှင်မင်းကြီးရောက်လာတာတော့ထွက်မကြိုဆိုတဲ့သူဟာအလုံးမောက်မှာရိုင်းဆိုင်တာပဲလို့ကပ်ပြောလိုက်ပါတယ်။ဒါပေမဲ့မင်းကြီးကလက်ကာပြလိုက်ပြီးတော့ဘုရားရှင်ကြီးကိုဖြင်းချင်းသွားနဲ့ရှောက်သွားခဲ့ပါတယ်။အနည်းကိုရောက်တော့ဘုရားရှင်ကမင်းကြီးကိုဂရီပေးခဲ့ဘူးတဲ့အတိုင်းပဲမာကရာကိုရောက်လာခဲ့ခြင်းဖြစ်ကြောင်းကိုဆိုခဲ့ပြီးတော့မင်းကြီးကသင်ဟာပြောတဲ့စကားတိုင်းပေါ့ဂရီသစ္စာတီမြဲတယ်ဆိုတာကျွန်ုပ်သိပါတယ်။ခုချိန်မှာတင့်ကိုမြင်ရတာလဲနောက်ဆုံးချိန်တွေ့ခဲ့စဉ်လဲလုံးဝမတူးတော့တာအမှန်ပါ။ သင်ဘသူဖြစ်သွားပြီလဲလို့မေးခဲ့ပါတယ်။ဘုရားရှင်ကဥရဝေလာတောဦးစီကဒကာဒကမာများခေါ်ဆိုတဲ့အချိန်ဗုဒ္ဓလို့အမည်တွင်ခဲ့ကြောင်းကိုဆိုခဲ့တဲ့အခါမှာမင်းကြီးကလည်းဗုဒ္ဓဆိုတဲ့အမည်ကိုရေရွတ်ကကြည်ညိုတရာတရားများတိုးပွားလျက်ရှိနေပါတော့လေ။မင်းကြီးကတိဋ္ဌထကလည်းဗုဒ္ဓဖြစ်ပြောင်းလဲသွားခြင်းဟာအလွန်တရာကိုမှထူးဆန်းအံ့ဩဖွယ်ရပါပဲ။သင်ရဲ့ဒီကြီးငိမ့်ညမ်းလို့တဲ့အမှုရာကိုကြည်ချင်းအဖြစ်ညံအလင်းကိုရှာတွေ့ခဲ့ပြီဆိုတာသိတာထင်ရှားနေပါလေဆိုခဲ့တာပါ။ အရင်တော့ဘုရားရှင်ဟာမင်းကြီးရဲ့မိဂုံးများကိုဥပမာများစွာနဲ့ဖြေဆိုပေးကာအလေလက်လန်းစင်နဲ့မိမိကိုယ်ကိုကောင်းစွာသိမြင်နိုင်မယ့်နီလန်းများကိုတရားဟောကြားခဲ့ပါတော့လေတရားဆုံးမှာမင်းကြီးလည်းဘုရားရှင်ရဲ့ခြေဆုံးကိုဥခိုက်ကတရဏဂုံစောက်တီကဲတော်တာပါအရင်တော့မင်းကြီးဟာဘုရားရှင်နဲ့နောက်လိုက်ရဟန်းများအားလုံးကိုလာပြေးနေမှာဆုံးကတ်လူလိုပါကြောင်းစောက်တင်ခဲ့ပြီးတော့ဘုရားရှင်ကလည်းခေါင်းငှိတ်လက်ခံခဲ့ပါတော့လေနန်းတော်ကိုပြောင်းတော့အမတ်မင်းကဗုဒ္ဓရဲ့အသွင်များကြီးနိုးပွားရာရှိကြောင်းတုံဝင်ပုံနာကြီးကိုပြောပြခဲ့ပါတယ် ပုံနာကြီးကသင်ကိုယ်တိုင်လည်းဗုဒ္ဓညွန့်ငင်မှုတဲ့တက်ရောက်သွားပြီလားလို့မေးရမှာကျွန်ုပ်တော့မဟုတ်ပါဘူးမင်းကြီးကိုတော့ဗုဒ္ဓကလွှမ်းမိုးထားလိုက်ပြီတခါမှမမြင်ခဲ့ဘူးတဲ့ပုံစံနဲ့မင်းကြီးကဗုဒ္ဓရဲ့အချိန်မှာလက်အုပ်ချီမိုးပြီးခလေးတယောက်လိုမေးခွန်းနဲ့အဆက်မပြတ်မေးနေခဲ့တာပဲလို့ဆိုလိုက်ပါတော့တယ်ဗုဒ္ဓကြီးကသင်အားခြေကားပြောဆိုနေတာပဲလို့ဆိုလိုက်ရမှာအမတ်မင်းကမင်းကြီးကဗုဒ္ဓရဲ့တပည့်ဖြစ်တဲ့ခံယူခဲ့ုံသာမကဗုဒ္ဓနဲ့နောက်လိုက်ယဟန်များကိုပါနန်းတော်ကိုစွန်းစားပင်ထားပါတယ်ပုံနာတော်ကြီးမယုံရင်စောင့်ကြည့်ပါလို့ပြောခဲ့တာဖြစ်ပါတယ်တော်ဝင်ပုံနာကြီးက တန်တရားကလွတ်မြောက်ကြောင်းကိုလမ်းပြပေးနေတဲ့ဗုဒ္ဓရဲ့လမ်းစဉ်ဟာကျွန်တော်တို့အားလုံးအတွက်တော့အန္တရာယ်ကြီးတရားပဲကျွန်တော်တို့ဟာသာသနာကိုကာကွယ်ဖို့လိုတယ်မင်းကြီးကိုယ်တိုင်ကလည်းယန္တူရဲ့မိတ်ဆွေဖြစ်နေဒါကြောင့်ကျွန်တော်တို့ဟာဗုဒ္ဓအတွက်ယန္တူအစ်စ်ဖန်တီးပေးပြီးသူတို့ကိုထိတ်တိုက်တွေ့စေရမယ်ဒါရီယာတိုင်းပြည်ရေးရမှာသုံးတဲ့လက်ကွက်တွေဖြစ်ပေမဲ့ရွေးချယ်စရာမရှိတဲ့အဆုံးကျွန်တော်တို့ပုံနာတွေလည်းသုံးကြတော့မယ်ဒီလိုလုံနိုင်ဖို့အတွက်ကျွန်တော်တို့လူတယောက်ကိုရှာဖွေရမယ်အဲ့ဒီလူဟာငယ်ရွယ်ပြီးတော့ဉာဏ်ပညာတွေးခေါ်နေတဲ့သူလည်းဖြစ်ဖို့လိုတယ် မင်းကြီးကိုတော့ရုပ်သေးရုပ်လိုကြိုးဆွဲနိုင်တဲ့အာနာရှိသူလည်းဖြစ်ရအောင်အဲ့ဒီလူသားလင်ကျွန်တို့တို့လက်ကင်တို့ဖြစ်ကာကွယ်ပေးနိုင်နိုင်မယ်လို့ဆိုခဲ့ပါတော့တယ်အမတ်မင်းကမာကရပြည်ထဲမှာအဲ့လိုလူရှိပါရဲ့လားလို့မေးလိုက်ရမှာပုံသားကြီးကရှိတာပေါ့တိတ်ရှိတာပေါ့သူ့ရဲ့ကံကြမ္မာကိုကဖခင်ကိုဖြန့်စည်းဖို့တတ်မှတ်ထားတာအဲ့ဒီလူကတော့ဘိန်ပတာရမင်းကြီးရဲ့တားတော်အစာတသက်ကိုယ်တိုင်ပဲလို့ဆိုလိုက်ပါတော့တယ်သူဟာသူ့ဖခင်ရန်သူဖြစ်လာမယ်သူပဲဖခင်ရန်သူလည်းဖြစ်တယ်လို့ ဗုဒ္ဓရဲ့ရန်သူလည်းဖြစ်လောင်ကျွန်ုပ်တို့ဖန်တီးယူရတော့မှာပဲအဲဒီနောက်ပုံနာကြီးကအစာတက်မင်းသားတိုက်ခိုက်လေးချင်အားကိုရောက်သွားခဲ့ပါလိမ့်ပုံနာကြီးကရဲမတ်တူးကိုအချက်ပြလိုက်ရမှာရဲမတ်ကအစာတက်ကိုအသေးမင်းသားကိုခမီးတော်ကဗုဒ္ဓနဲ့တွေ့ဆုံမှုအခေါ်တော်ရှိတယ်လို့ဆိုလိုက်ပါတယ်အစာတက်ကဗုဒ္ဓတယ်လားဘင်းမျိုးနယ်ဂုံသိက္ခာညှိုးနှမ်းစီတဲ့သူပဲနန်းတော်ကထွက်ပြေးသွားတဲ့အဲ့လိုလူနဲ့မင်းကြီးကဘာလို့တွေ့စီခြင်းရလဲကျွန်တော်မသွားနိုင်ဘူးမင်းကြီးကိုသွားပြီးတော့ရှောက်တင်လိုက်စမ်းဘောင်မင်းလို့ဆိုခဲ့ပါ မင်းသားရဲ့သဘောထားကိုကြားသိရတဲ့ခါမှာပုံတော်ကြီးကကျေနပ်စွာနဲ့ကောင်းညှိလိုက်ပါအဇာရတက်ကပုံသားကြီးကိုမြင်တဲ့အခါဖာကမိတော်ကဗုဒ္ဓဆီသွားဖို့အခေါ်လွတ်တဲ့အချိန်မှာတဖက်မှာပုံတော်ကြီးလည်းရောက်နေပါလားလို့ဆိုလိုက်ပါပုံသားကြီးကမင်းသားကျွန်တော်ကတိုက်ခိုက်မကျွမ်းချင်ပေမဲ့အင်းရဲ့တိုက်ခိုက်ထူးချုံမှုကိုတော့အကဲခတ်နိုင်ပါတင်ရမာကရာတိုက်မှာအကြီးမားဆုံးသူရဲ့ကောင်းပါပဲဆိုတာအရင်ဆုံးမြောက်ပင်စကားဆိုလိုက်ပါလိမ့်မင်းသားကကျွန်တော်ကိုမြောက်ပင်စကားဆိုဖို့အတွက်နဲ့ဒီကိုရောက်လာတာလားလို့ဆိုလိုက်ရမှာပုံသားကြီးက အရေးကြီးတဲ့ကိစ္စဖြစ်ပေါ်နေပါပြီမင်းသားတရားမာကရတိုင်းတော်တခုလေးတော့မျောလင်းချက်ဖြစ်ပါတယ်လို့ဆိုလိုက်ပါတယ်အစားတက်ကဘာကြောင့်လဲကျွန်တော်ရဲ့ခမီးတော်ဘိမသားမင်းကြီးကလည်းတိုင်းပြည်ကိုစိုးစံနေတယ်တိုင်းသူပြည်သားတွေကလည်းမင်းကြီးကိုလွန်သာချင်းမြတ်နှုတ်နေကြတာပဲလို့ဆိုခဲ့ပါတယ်ပုံနာကြီးကခုချိန်မှာမင်းကြီးကဗုဒ္ဓရဲ့စကားတွေကိုနားယောင်နေပြီးသူတော်စင်စိတ်တွေဝင်နေပါတယ်ဒီတိုင်းဆိုမကြခင်ချိန်မှာကျွန်တော်တို့ရဲ့ပုံနာယူဆတွေလည်းပယ်ဖျက်ပြစ်ပါလိမ့်မယ် ဒါကြောင့်ဗျမနာအနွယ်ဝင်ပုံနာမျိုးရိုးတို့မတရားမှုတွေကြုံရပါတော့တယ်လို့ဆိုလိုက်တာပါအစာတသက်ကပုံတော်ကြီးကစိုးရိမ်လွန်နေပါပြီဖာကမီတော်ဒီလိုပြုတ်ပါမလားလို့ဆိုလိုက်တဲ့အခါမှာပုံနာကြီးကအသိမင်းသာဒီကိစ္စကိုပေါ့ပေါ့မတွေးပါနဲ့ဗုဒ္ဓရဲ့စကားတွေကိုနားယောင်နေတဲ့မင်းကြီးဟာသူတော်ကောင်းစိတ်ဝင်သွားရင်နယ်မီလဲချဲ့နေတော့မှမဟုတ်ပါဘူးဒါပြင်တိုင်းတစ်ပါးရဲ့စိတ်ပြူခြင်းတွေကိုပါသီးခံနေဖြစ်မင်းသားနန်းတတ်တဲ့အချိန်ရောက်ရင်တိုင်းပြည်ပိုင်နဲ့ဟာရွာငယ်လေးတာတာပဲရှိပါတော့မယ်ဒါကကျွန်တော်အပူပင်ဆုံးကိစ္စပါပဲလို့ အာနာနဲ့မလုံးပေးကနောက်ဆုံးစကလုံးကြီးကိုပြစ်သွင်းလိုက်ပါတော့လေအစားတက်ကလည်းဟာဒီလိုတော့ပြစ်မခံနိုင်ဘူးအတင်ပုံနာရှိမှကျွန်တော်တစ်စာကျိန်းဆိုတယ်မာကရာတိုင်းဟာအရက်ရှင်းမြေတောင်နေပြည်ချဲ့ထွင်ရကျွန်တော်ကမဟာအေဂရီကြီးဖြစ်မင်းပေါင်းကိုအုပ်ဆိုးမယ်တကဘာလုံးကျွန်တော်ရဲ့ချင်းရင်ဝစ်စင်ခါစားကြပြီးတော့ပုံနာမျိုးရွယ်ဗမာနာအယူဝါဒဟာလေကျွန်တော်နဲ့အတူရေရှိတီတန်းဈေးရမယ်ဆိုပြီးတော့တစ်စာဆိုခဲ့ပါတော့လေဓမ္မမမင်းကြီးဗိမသာရဟာ ဘုရားရှင်စီကိုအမြဲလိုလိုရောက်နေတက်ပြီးတော့ဘုရားရှင်ကလောဘဒေါသမောဟများအကျိုးအပြစ်များကုသိုလ်အကုသိုလ်နဲ့ဘဝဆက်ဆက်လိုက်ပါအကျိုးပေးမဲ့ကံတရားများဘဝရဲ့အမှန်တရားအစစ်ဖြစ်တဲ့ဉာဏ်လင်းရဖို့အတွက်ကြင့်ကြံဤများစတာတွေကိုဟောဖို့ညွန်ပြပေးနေခဲ့တာကြောင့်မင်းကြီးဟာတဏီတခြားဗုဒ္ဓအပေါ်မှာပုံမတက်ဝင်ယုံကြည်လာခဲ့ပါတော့တယ်